ဒီဟိုတယ်ရောကဘာပေါ်မှာရှိတဲ့ဟိုတယ်တွေထဲမှာပထမဦးဆုံးမြေအောက်ဟိုတယ်အဖြစ်သတ်မှတ်ခံထားရတဲ့ Intercontinental Shanghai Wonderland လို့ခေါ်တဲ့ရှီမဟိုတယ်ပဲဖြစ်ပါတယ်။ရှန်ဟိုင်းမြို့ရဲ့နောက်ဘက်မိုင်30အကွာမှာရှိတဲ့ရှုံချန်းခရိုင်ရှီရှန်မှာတည်ရှိပါတယ်။စွန့်ပစ်ထားတဲ့ကြောင်မီသွေးတွင်းတွေရဲ့အတွင်းဘက်မှာတည်ဆောက်ထားတဲ့ဇင်ကန်ဟိုတယ်ဖြစ်ပြီးတော့ထူးခြားတဲ့ဒီဇိုင်းနဲ့ပြည်သူကလက်ရတွေကြောင့်ကဘာပေါ်မှာကြော်ကြတဲ့5 star မြေအောက်ဟိုတယ်လည်းဖြစ်ပါတယ်။ ဒီဟိုတယ်2012ခုနှစ်မှာပြီးတိန်ပညာရှင် Martin Jorgman ကဒီဇိုင်းရေးဆွဲခဲ့ပြီးတော့တရုတ်နိုင်ငံကကုမ္ပဏီတွေကပူးပေါင်းပြီးတော့ American Dollar တန်း600ကျော်ကုန်ကြခံပြီးတိစောက်ခဲ့ကြပါတယ်2023ခုနှစ်မတိုင်ခင်မှာတော့ဒီဇိုင်းနဲ့တိဆောက်မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးအခက်အခဲတွေရှိတဲ့အတွက်ကြောင့်နှောင့်နှေးမှုရှိခဲ့ပေမဲ့လည်း2023စပြီးခဲ့တဲ့ကလုပ်ငန်းစဉ်တွေကိုတဟုန်ထိုးအကောင့်တွေပေါ်တိဆောက်ခဲ့ပါတယ် အရင်ဆုံးကြောက်တွင်းမှာရှိတဲ့စွန့်ပစ်ပစ္စည်းနဲ့မခိုင်ခန့်တဲ့ကြောက်လှတွေကိုရှင်းလင်းခဲ့ကြပါတယ်။ဘူမိဗေဒပညာရှင်တွေကလည်းမြေအောက်ရေပြည့်အားနဲ့ကြောက်လှတွေရဲ့ခိုင်ခန့်မှုကိုစစ်ဆေးပြီးတော့ကြောက်တွင်းပိုင်းအောက်ခြေမှာရှိတဲ့ရေကိုထိန်းချုပ်ဖို့အတွက်ရေဒါတရိုင်းကြီးတွေတိစောက်ခဲ့ကြပါတယ်။မြေအောက်88မီတာအနက်မှာတံမဏိဘောင်နဲ့ကွန်ကရစ်အုပ်မြစ်ချခဲ့ပြီးတော့ top down method အပေါ်ကနေအောက်ကိုတိစောက်တဲ့နီးစနစ်ဖြစ်တိစောက်ခဲ့ကြပါတယ်။ 2019မှာတော့ကြံ့ခိုင်မှုကိုစစ်ဆေးပြီးတော့2018နိုဝင်ဘာ20ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်88မီတာအနက်မြေအောက်မှာရှိတဲ့ဒီဟိုတယ်ကအထက်ပေါင်း18ထက်ရှိပြီးတော့အောက်ဆုံး2ထက်ကရေအောက်မှာရှိတာပါအခန်းပေါင်း338ခန်းရှိပြီးတော့အောက်ဆုံး2ထက်ကအခန်းတွေမှာစားသောက်ခန်းတွေရှိပြီးအပန်းဖြေကြည့်ဖို့ငါးပြတိုက်လေးလည်းရှိပါတယ်ဟိုတယ်ကို S ပုံသဏ္ဍာန်ဒီဇိုင်းလုပ်တည်ဆောက်ထားပြီးအလဲမှာရေတံခွန်စီးကျနေတဲ့ပုံစံပြုလုပ်ထားပါတယ် အပြင်ဘက်နရံနဲ့အတွင်းပိုင်းတွေမှာတဘာဝအလင်းရောင်ရရှိဖို့အတွက်မှန်တွေကိုပဲအများဆုံးအသုံးပြုကြတာပါအခန်းတစ်ခန်းရဲ့ဈေးနှုန်းကတော့အခန်းမျိုးစားပေါ်မူတည်ပြီးတညောင်းအမေရိကန်ဒေါ်လာ900အနေ1500အထိရှိပါတယ်ဘောလုံးကွင်းကစားကွင်းစပါဂျင်စားရတွေအားလုံးလည်းဟိုတယ်ထဲမှာရှိပါတယ်2018ခုနှစ်မှာ Time Magazine ရဲ့ကမ္ဘာအံ့ဖွယ်နေရာတရာစီရင်မှာပါဝင်ခဲ့ပြီးတော့ကမ္ဘာအဆင့်ပြည်သူကစုတွေလည်းရရှိခဲ့ပါတယ်ဒါကြောင့်ဒီဟိုတယ်ဟာအင်ဂျင်နီယာကြီးတွေရဲ့စိန်ခေါ်မှုတစ်ရက် ဖြစ်ခဲ့ပြီးအောင်မြင်စွာတည်ဆောက်နိုင်ခဲ့သလိုကဘာကြီးကိုလှပတဲ့ဘီသူကဒီဇိုင်းတွေလည်းချပြနိုင်ခဲ့ပါတယ်။